တကြောပြန်ပေါ်ထွက်လာတဲ့အန်ဇိုဖာနန်ဒက်စ်နဲ့ရီယယ်မက်ဒရစ်တို့ရဲ့အပြောင်းရွှေ့သတင်းတွေကိုချဉ်းကပ်ကြည့်အောင်မင်္ဂလာပါကိုခိုင်းချယ်စီ TV ကနေအပြောင်းညီတော်များအားလုံးကိုကြိုဆိုပါရစေဗျကျွန်တော်ကိုခန့်မှာသတင်းထွက်တယ်ဆိုပေမဲ့ feature chess ကထွက်လာတဲ့သတင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ညီကိုတွေအရန်ကြီးရင်ခုန်စရာတော့မလိုဘူး feature chess က Spain ရဲ့သတင်းရေးမြစ်တစ်ခုဖြစ်ပါတယ် လုံးဝမယုံကြည်ရဘူးကွာတဲ့မလားဘာတွေဖော်ပြနေမှမသိဘူးကွာလို့တော့ပြောလို့တော့မရဘူးတို့ရဲ့သတင်းတွေမှာလည်းတချို့တော့မှန်တာလေးတွေတော့ရှိပါတယ်ကျွန်တော်တွေကပေါ်ထွက်လာတဲ့သတင်းမှန်သမျှကိုပြန်လည်စွန့်နေတုံးတက်တဲ့သဘောမျိုးပဲဆိုတော့ features ရဲ့ဖော်ပြပုံအရာဒီတစ်ခါဖော်ပြချက်တည်လက်ခံလို့ရတဲ့ဖော်ပြချက်မျိုး ဖြစ်တယ်တနည်းအားဖြင့်ဖြစ်နိုင်တယ်ပေါ့နော် Real Madrid က Xabi Alonso နီးပြဖြစ်တဲ့အချိန်မှာ Enzo Fernandez ကိုပို့ပြီးတော့စိတ်ဝင်စားမှုရှိလာတယ်ဒီနှစ်နွေရာသီပြောင်းရွှေ့ကာလာတုန်းကလည်း Enzo Fernandez နဲ့ Real Madrid တရင်တွေထွက်သေးတယ်ဗျအချင်းကလာတော့လည်းကျွန်တော်ဗီဒီယိုတပုတ်လုတ်ပေးပြီးသွားပြီအားလုံးကစိတ်ပူကြတာ哦အန်ဇိုကချယ်ဆီရဲ့အချစ်တော်ကစားသမားဖြစ်တဲ့အခါကျတော့ကို့အတင်းကစားသမားကိုတခြားအတင်းကိုမထွက်စီခြင်းဘူးပေါ့လေတူတူကိုကိုပေါ့ဒါကတော့နားလဲပါတယ်ဆိုတော့ဇာဘီလွန်ဆိုသည်အန်ဇိုဖာနန်ဒက်စ်ကိုတော်တော်သဘောကျတယ်ဗျရီယယ်မက်ဒရစ်ရဲ့ကွင်းလယ်ပိုင်းမှာဘောလုံးခွဲဝေ ဖြန့်ဖြူးပေးသူအဖြစ်အန်ဇိုဖာနန်ဒက်စ်ကိုဇာဗီအလွန်ဆိုကအတော်သဘောကျနေတယ်လိုချင်နေတယ်အန်ဇိုရဲ့ပလင်းစတိုင်ကစားပေါက်ကလည်း Real Madrid လိုမျိုး Spain La Liga အသင်းနဲ့ဆိုရင်ကွက်တီပြတကယ်တမ်းလဲ Real Madrid အသင်းနဲ့ပိုလိုက်တယ် Now ဇာဗီလွန်ဆိုကနီးပြဘဝမှာဘောလုံးဖွဲဝေပေးပို့တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့အခါကျတော့အန်ဇိုကိုအဲ့ဒါလိုပုံသွင်းမယ်ဆိုရဲရည်ရွယ်ချက်နဲ့လိုချင်နေတာပါဒါပေမဲ့ Feature Chelsea ရဲ့ပေါ်ပြချက်ထဲမှာဆိုရင် Chelsea ကလည်းရှင်းတယ် Enzo Fernandez က သူတို့ရဲ့အဓိကကစားသမားဒုတိယကပ္ပတိန်ဗျာအနာဂတ်ပလန်စီမံကိန်းမှာလည်းအရေးပါအရောက်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ရောင်းချစရာအကြောင်းမရှိဘူးဒါပေမဲ့ချွင်းချက်တစ်ခုတော့ရှိနေတယ်ဒါ feature chest ရဲ့ပေါ်ပြပုံကိုပြောတာနော်သူတို့ကစားသမားကိုအ ਨੇ ဆုံးပြောင်းရွှေ့ကြည့်ပေါင်တန်း120လောက်နဲ့စတင်ကန့်လက်မယ်ဆိုရင်တော့လက်ခံစဉ်းစားသွားဖို့ရှိနေတယ်အဲ့တော့ကြောင့်ဒီကပေါ်ပြတဲ့ feature chest တည်င်းက ိုးချောင်းတင့်လျော်တယ်လို့ပြောတာပါချက်သီးတင့်ရဲ့တာဝန်ရှိတဲ့သူတွေရဲ့အကွက်တွေကိုသိတယ်မလားကျွန်တော်တွေကအတိအကျပြီဒီကစားသမားက not for sale ရောင်းရမဟုတ်ဘူးဘာညာလို့တော့ပြောလို့မရဘူးကိုးပါမှဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်အကျန်တဲ့ player တွေဆိုရင်တော့သူတို့အချိုးစည်းပွားအတွက်အချိုးစည်းပွားဆိုတဲ့နေရာမှာလဲသူတို့တွေရဲ့အာဘယ်လိုပြော personal income ဘာညာထက်ဆိုင်အသင်းအတွက်ပေါ့နော်အချိုးရှိမဲ့ဆိုရင်စဉ်းစားလက်ခံသွားဖို့တော့ရှိနေတယ် ပေါင်တန်း120ဆိုတဲ့အမောင့်ပမာဏကအန်ဒူဖာနက်ဒက်စ်ကိုခေါ်ယူတဲ့အချိန်ကာလတော့ပေါင်106တန်းဘလာဘလာနဲ့ဆိုရင်အရင်ကြီးတော့မကွာဘူး short ကျွန်တော်ယူဆပုံအရပါတော့ဟိုပေါင်တန်း120ဆိုတာစတင်ကန်လန်းနဲ့ခြေတစ်ခုပဲဖြစ်ပါလိမ့်မယ်တကယ်တမ်း Real Madrid ကကန်လန်းလာမယ်ဆိုရင်တောင်မှအဲ့ဒီပေါင်တန်း120နဲ့ Enzo Fernandez ကိုရောင်းချဖို့အတွက်က Chelsea အနေနဲ့အဲတိတ်တော့မလွယ်ဘူးအသက်က24ပဲရှိသေးတယ် Enzo လိုအရှည်သွေးမျိုး level မျိုး နောက်ထပ်ကစားသမားတယောက်ရှာကြည့်လိုက်အနည်းဆုံးပေါင်တန်း60ရီပါရီပေးနေရလိမ့်မယ်ဘလီဘာအိုတောင်ဗျာပေါင်တန်းတရာ Brighton သင်ကတောင်းနေပြီတော့အန်ဆိုလိုကစားသမားမျိုးဆိုရင်အဲ့ဒါလောက်ကြေးရဒါကတာမန်လိုဖြစ်သွားပြီပေါင်တန်းတရာအန်ဒိုဖာနန်ဒက်ဆိုတဲ့တစိက်ကတ်ထားတဲ့နော်တခိတခါပြောင်းရွှေ့ကြီးများပြတဲ့တစိက်ကတ်မှုအရာဒါကတမိုင်းမှာခြံခဲ့ပြီလက်ရှိမှာကတော့အဲ့ဒါကမများတော့ဘူးဆိုတော့ပြောချင်တာ Real Madrid ေါင်တန်120ကန်းလန်းလာပေမဲ့အထက်ပိုများပြတဲ့အမောက်ပမာဏရဲ့နဲ့သာချယ်ဆီကရောင်းချသွားဖို့ရှိတယ်။ဒါကကုံကုံတွေးပြီးတော့ပြောပြတာနော် ရီယယ်မက်ဒရစ်ကလည်းဒီလောက်အမပမာဏကန်လန်းအောင်မှာဟုတ်ကဲ့တလက်စာရဲကျွန်တော်မိတ်ဆက်ပေးချင်တာကျွန်တော်ညီကိုတွေဘောလုံးပွဲကစားမယ်ဆိုရင်စီနီယာတောချက်စီမှာမောင်ငန်း6အိုင်ဘတ်ခွန်ရှိကို9တလုံးမစ်တုကိုမမ်ဘာ10ဘောနက်ယူနစ်ဖြစ်ဘောနက်တွေနဲ့တပတ်နှစ်ကြိမ်ယုံကြည်စိတ်ချစွာကစားလို့ရပါတယ်အသေးစိတ်တည်ချင်တယ်ဆိုရင်တော့ဘာမှမတ်3998938380မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာမက်ဒရစ်ဘက်ကိုကျွန်တော်တစ်ဖက်ပြန်ပြီးတော့စဉ်းစားကြည့်အောင် Real Madrid ဒီလက်ရှိအချိန်မှာကစားသမားတွေကို ပြောင်းရွှေ့ခြင်းအများကြီးတုံးပြီးခေါ်တော့တဲ့အတင်းတင်းတော့မဟုတ်ဘူးတခိတခါတော့တကယ်ကိုခေါ်တယ်အသက်ရွယ်လည်းမကြည့်ဘူးခေါ်ပြစ်တာတိုးတော့အခုနောက်ပိုင်းမှာ Florentino Pires တီငွေကိုစစ်စစ်စီတုံးလာတယ်မတုံးလို့လည်းမရတော့ဘူး Premier League club တွေနဲ့ရှင်ပြီးငွေသုံးမယ်ဆိုရင်ပြဿနာတက်သွားနိုင်တယ်အဲ့အတွက်ကြောင့်အခုနောက်ပိုင်းမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရတဲ့ပလေယာတွေကိုပဲခေါ်ယူလာတာပါဆိုတော့ အနစ်ချုံရမယ်ဆိုရင် Real Madrid ဘက်ကလည်း Enzo Fernandez ကိုဒီလောက်များပြတဲ့ပြောင်းရွှေ့ကြီးပမာဏနဲ့ကမ်းလှမ်းမှုဆိုတာမဖြစ်နိုင်တယ်လို့ Chelsea ကလည်းပေါင်တန်း120အောက်လောက်ထိရောက်မဲ့အမောက်ပမာဏတွေကိုလည်းစဉ်းစားသွားဖို့မရှိဘူးဖြစ်နိုင်ကြရတော့အမတန်အမတန်ကိုနဲတယ် Chelsea အသင်းမှာပဲ Enzo Fernandez ဆက်ရှိသွားဖို့ယာကိုင်နှုံးကအတော်လေးများပြပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ features ကပေါ်ပြထားတဲ့ Enzo Fernandez နဲ့ Real Madrid တို့နဲ့ပတ်သက်နေတဲ့သတင်းတွေကိုသုံးသပ်ဆွေးနွေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ညီကိုတွေရော အန်ဇိုဖာနန်ဒက်စ်ကိုပြောင်းရွှေ့ကြီးပေါင်တန်း120အထက်ပေးတယ်ဆိုရင်ရောင်းချပြီးတော့တခြားကစားသမားတယောက်ကိုခေါ်သင့်တယ်လို့ထင်လားဒီလိုမှမဟုတ်ရင် not for sale ပုံစံနဲ့ဘလောက်ကန်လန်ကန်လန်လုံးဝမယောင်းသင့်ဘူးထင်သလားဘလို့အမြင်ရှိသလဲ comment ထဲမှာဝင်ရောက်ဆွေးနွေးတုံးသက်ပြီးသွားကြပါအောင်ခင်ဗျာ